အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာမြတ်ကိုဖြစ်ပါတယ်အာဒီဗီဒီယိုလေးမှာကျွန်တော်ကဒီ Alkanidine ဆိုတဲ့ဆေးအမျိုးအစားတစ်မျိုးအကြောင်းကိုအဲပြပြပေးပါမယ်ဘုဒ္ဓတအနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ဒေါက်တာများကဒီ Alkanidine ဆိုတဲ့ဆေးကိုကျွန်တော်တို့ကဒီ weight loss weight ချရဲ့ဆေးတစ်မျိုးအနေနဲ့ပဲကျွန်တော်တို့ဟိုယူဆခဲ့ကြရပေါ့နော်ဒါပေမဲ့ဒီ Alkanidine ကဒီလို weight loss test ပို့ပြီးတော့ပေးနိုင်တဲ့ benefits အများကြီးရှိတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြဖြစ်ပါတယ်။ဆိုဒီဘက်မှာကျွန်တော်ကဟိုကျွန်တော်ဒီ laptop မှာကျွန်တော်စာစီထားတာလေးရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်ကိုကြည့်ပြီးပြောတာလေဒီဘက်ကိုကြည့်ပြီးအလှည့်ချပြောနေတာဖြစ်ပါတယ်ပေါ့နော်။အဲ့လိုဆိုတော့အဓိကအဓိကအဖြစ်ကျွန်တော်တို့ L-carnitine ကကျွန်တော်တို့ဟို amino acid အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ amino acid ကနေခွဲထွက်လာတဲ့ဒီ compound မျိုးဖြစ်တယ်။အဓိကအပြင်ဘလို့ amino acid လဲဆိုတော့ကျွန်တော် lysine ရယ် methionine ဆိုရယ်ဒီ amino acid နှစ်မျိုးကနေထွက်လာတဲ့ဟာဖြစ်ပါတယ်။အဲ့လိုဆိုတော့သူကပုံမှန်ဆိုကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မှာထုတ်တယ်။ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မှာထုတ်တယ်။ခန္ဓာကိုယ်ရဲ့မှာပဲတင်စီရဲ့အဲ chemical အမျိုးအစားတစ်မျိုးဖြစ်တယ်။အထူးသဖြင့်တော့ကျွန်တော်အုံနောက်တွေအသေးတွေကြောက်ကက်တွေမှာတင်ထားဖြစ်ပါတယ်။အဲ့လိုဆိုတော့ကျွန်တော်တို့ဒါမဲ့အများသောများသောအားဖြင့်ဒီ alkanidine ကကျွန်တော်ကြွက်သားတွေမှာ store လုပ်ထားတာများပါတယ်။ဒါမဲ့အသေးတို့ ဒီအသေးတို့ကြောက်ကက်တို့နှလုံးတို့မှာဆိုရင်တော့ပမာဏအားဖြင့်နည်းနည်းလေးပဲတင်ထားတာဖြစ်ပါတယ်အဲ့လို့ဆိုတော့ကျွန်တော်တို့ဒီကောက်ရဲ့အဓိကတောင်းဝါဘာလဲဆိုတော့ကျွန်တော်တို့ဒီ fatty acid တွေကို mitochondria လို့ခေါ်ရဲကျွန်တော်တို့ cell ထဲမှာရှိတဲ့ဒီ power house တွေပေါ့ကျွန်တော်တို့ ဒီ energy ထုတ်ပြီးထုတ်မဲ့ဒီ power house တွေပေါ့အဲ့လို cell တွေမှာပါ mitochondria တွေကိုဒီ fatty acid တွေကိုပို့ပေးတယ်ဟိုဥပမာအပြင်ပြောမယ်ဆိုကျွန်တော်တို့ကမီးမွေးဖို့အတွက်ကိုထင်းနေပို့ပေးသလိုမျိုးဒီ mitochondria တွေကိုကျွန်တော်တို့ဒီဒီ fatty acid တွေပေါ့ကျွန်တော်တို့ခန္ဓာကိုယ်မှာစားလိုက်တဲ့ carbohydrates တွေ fat fatty acid တွေဒါတွေကိုအလုံးသားလောင်းစားအနေနဲ့ပို့ပေးတယ်ပို့ပေးပြီးတော့တပံဘာရဘာရလဲဆို mitochondria ကနေ energy production လုပ်တယ် energy production လုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က ဒီနှလုံးနေဒီနှလုံးနေ owner function တွေပိုကောင်းတယ် muscle movement တွေ muscle recovery တွေပိုကောင်းလာတယ်အဲ့လိုနီးအပြင်သူကကျွန်တော်ရဲ့ fatty acid တွေအသုံးပြုပေးတာဖြစ်ပါတယ်ကျွန်တော်တို့တွေမြင်တယ်လို့ကျွန်တော်တို့တွေထင်တယ်လို့အစီချရဲ့အစီချစီမဟုတ်ပါဘူး elganidine ဆိုတာအဲ့ဒါလေးကိုဟိုကျွန်တော်အဓိက ြောချင်တာပေါ့နော်အဲ့လိုဆိုတော့ဒီဗီဒီယိုလေးကနည်းနည်းတော့ရှင်းမယ်အဲ့လိုဆိုတော့ကျွန်တော်ဟိုတခုလောက်အကူအညီတောင်းတာကကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်တေချာလေးစာစီထားပြီးလုံးဝရတဲ့အတွက်ကြောင့်မိတ်ဆွေတို့အပန်းမကြီးဆိုရင်တော့ like and subscribe လေးလုပ်ပေးရင်ကျွန်တော် channel အတွက်လည်းကောင်းတယ်ဟိုမိတ်ဆွေတို့လည်းနောက်ပိုင်းကျွန်တော် low quality content လေးအများများထုတ်ပေးလို့ရအောင်ဟိုမိတ်ဆွေတို့ဘက်ကလည်း subscribe လေးလုပ်ပေးဖို့လိုအပ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဘယ်ကနေရလဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်ကလည်းထုတ်ပေးတယ် source တွေကတော့ကျွန်တော်တို့နောက်တစ်ခါကျတော့ အစားအသောက်ကဆိုရင်ဘယ်ရရလဲဆိုတော့အသားတွေမှာ ပါပါတယ်ဘယ်လိုမျိုးအသားလဲဆိုတော့ကျွန်တော်တို့ဒီအဲချီလီချောင်းပေါ့ red meat တွေမှာပါတယ်အမဲသားတို့တိုးသားတို့မှာမှာပါတယ်နောက်တစ်ခုကကြတော့ဒီတခြားငါအသားငါးတွေမှာပါပြီးမဲ့နဲတော့နဲတယ်ငါးတို့ဘာတို့မှာ ပါတယ်ပြီးတော့ကျွန်တော်တို့ထွက်ပစ္စည်းတွေမှာပါတယ်ပြီးတော့ပဲတို့ဘာတို့မှာပေါ့နော်ပဲမှာပါတယ်ပြီးအသီးဆိုရင် ထောပတ်သီးမှာပါပါတယ် ဒါပေမဲ့အိမ်မှာပါတာကတော့နေတယ်ပေါ့နော်ကျွန်တော်တို့အသားတွေပေါ့အများဆုံးပါတာကတော့ကျွန်တော်တို့ဒီအဲ red meat တွေပေါ့နော်အသားကြီးငါးကြီးတွေမှာ alkalinity ကပိုပေါပါတယ်အဲ့လိုဆိုတော့ဒီလိုမျိုးကိုကဥပမာဖြင့်ကျွန်တော်တို့ဒီနိုင်ငံမှာဆိုလဲဟိုအသားကြီးငါးကြီးစားတဲ့လူကနေတယ်ခြေလေးချောင်းချောင်းတဲ့လူတွေရှိနေကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ alkalinity ရနိုင်ဖို့အတွက်အခက်အခဲရှိတဲ့အတွက်ကြောင့်ဟိုပြထောပတ်သီးဆိုရင်လည်းကျွန်တော်တို့ကသူ့ရာသီလိုက်ပဲထွက်တဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့အနေနဲ့ supplement ပေါ့နော် supplement အသုံးပြုမှဒါလင်ရမဲ့ဒီအစေးတစ်မျိုးတွေမှာ alkanidin လည်းပါပါတယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်အဲ့လိုဆိုတော့ alkanidin ကကျွန်တော် supplement အနေနဲ့ကဘယ်လို form နေတွေ့ရလဲဆိုတော့ alkanidin l tartrate ရှိတယ် acetyl alkanidin ရှိတယ် propionyl alkanidin ဆိုပြီးတော့၃မျိုးရှိပါတယ် အဲ့လိုဆိုတော့သူရဲ့ benefits တွေအကောင်းကျိုးတွေဘယ်လိုနေရာမှာအသုံးပြုရလဲဆိုတာလေးကိုကျွန်တော်ပြပြအောင်ဖြစ်ပါတယ်အဲ့လိုဆိုတော့သူဒီ fat metabolism ရဲ့ energy production ရဲ့ပေါ့နော်ကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့ fatty acid တွေကို break down လုပ်တယ် mitochondria ရဲ့ UV break down လုပ် ပြီး energy ထုတ်ပေးတယ်အဲ့ energy ကိုကျွန်တော်တို့အုံနောက်တွေနှလုံးတွေကအသုံးပြုတယ်ကြွက်သားတွေကအသုံးပြုတယ်အဲ့လိုမျိုးအဖြစ်ကျွန်တော်တို့မှာရှိတဲ့အဆီတွေကိုသူကလောင်ကျွမ်းစေတာဖြစ်ပါတယ်။အဲ့လိုလုပ်ခြင်းအဖြစ်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့မလိုအပ်တဲ့အဆီတွေလည်းကျလာတယ်။ ပြီးတော့အဲ့အစီရကြသွားတဲ့အစီရကျွန်တော်တို့ခန္ဓာကိုယ်အတွက်ပဲအသုံးပြုလိုက်ရတယ်လို့ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့အစီချကော်ဖီလေးလိုမျိုးမဟုတ်ပဲねသူကကြတော့ဟို positively အစီချလိုက်တယ်လို့ဖြစ်သွားပါတော့ဆိုတော့အစီကိုယူသုံးအစီကိုယူသုံးပေးလိုက်တယ်လို့ဖြစ်သွားတာဖြစ်ပါတယ်နောက်တစ်ခါကျတော့တချို့ research တွေမှာဆို alkanidine က muscle damage တွေ muscle ရောင်ရမ်းခြင်းတွေကိုလည်း တတ်တာစီနိုင်တယ်လို့အရေးထားပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကအားကစားလှုပ်ထားရဲဆိုရင်လည်းအားကစားလှုပ်ထားရဲဆိုရင်မလှုပ်ခင်တောက်တာမျိုးတို့လှုပ်ပြီးတောက်တာမျိုးတို့အဲ့လိုမျိုးတောက်ရင်လည်းကျွန်တော်တို့ဒီလို master recovery တွေ master ရောင်ရမ်းခြင်းတွေကိုတည်တည်တတ်တာရှင်းချပေးနိုင်ပါတယ်နှလုံးကျမ်းမာရေးအတွက်လည်းအလွန်အကျိုးရှိတဲ့ supplement တစ်မျိုးဖြစ်ပါတယ်ခုနလိုမျိုးကျွန်တော်ဘယ်လိုမျိုးအခြေအနေမှာသူကအသုံးဝင်လဲဆိုတော့ chest pain လို့ခေါ်တဲ့ angina angina ပေါ့နော် chest pain နှလုံးအောင့်ခြင်းနှလုံး အဲညင်ဘက်အောင်ခြင်းပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ဟိုဟာလေးပေါ့နော်ဒီအဲအဲ့လိုမျိုးဟာတွေမှာရှိပြီးတော့ heart failure ပေါ့နော်နှလုံးရက်တန့်သွားတာမျိုးအဲ့လိုမျိုးမဖြစ်အောင်ကာကွယ်ပေးပြီးတော့ cholesterol များတဲ့လူတွေမှာဆိုရင်လည်းအလွန်အသုံးဝင်ပါတယ်အဲ့လိုဆိုတော့အဲ့လိုမျိုးလူတွေမှာဆိုဥပမာဖြင့် weight များတဲ့လူတွေပေါ့နော် overweight ဖြစ်တဲ့လူတွေပေါင်း200ကျော်တဲ့လူတွေဆိုဥပမာဖြင့်လမ်းလဲလျှောက်တယ်တချို့ကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဥပမာဖြင့်လမ်းတော့လျှောက်တယ် weight များလမ်းလျှောက်တယ်ဒါပေမဲ့ weight ကမကျအောင်အဲ့လိုဆိုရင်အဲ့ဒီ alternative မှာ တွဲပြီးတော့တောက်လိုက်တောက်ပြီးတော့မှကွာအားကစားလို့လေးချင်ငယ်လို့လေဆိုရင်အစီလောင်ကျွဲမှုကပိုပြီးထိရောက်သွားတယ်ပိုပြီးဝိတ်ကျနိုင်သွားတယ်ပြီးတော့အဲ့ကျသွားတဲ့ဝိတ်တွေကလည်းကျွန်တော်တို့ခန္ဓာကိုယ်ခန္ဓာကိုယ်ခန္ဓာကိုယ်အတွက်ပဲအသုံးပြုလိုက်တဲ့အတွက်ကြောင့်ဟိုကိုကပင်မနှွမ်းနေတာရေးသိမဖြစ်တော့ဘူးပြီးတော့ကြွက်သားတွေတောက်တာတင်တာသိမဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးအသုံးပြုကြရတယ်ဆိုတော့ဟိုတော်တော်အကျိုးရှိတဲ့ supplement တခုလို့လည်းပြောလို့ရပါတယ်အဒီကြီးတာကတော့ကျွန်တော်တို့ကစိတ်ချရတဲ့ဟို ုမ္ပဏီတွေစိတ်ချရတဲ့ brand တွေကိုအသုံးပြုရမှာဖြစ်ပါတယ်ဗောနော်နောက်တစ်ခုကကျတော့နှလုံးအတွက်နှလုံး sorry နှလုံးကပြောပြပြီဆိုတော့ကျွန်တော်တို့ဒီအုံနောက်အတွက်ဆိုရင်ဒီ acetyl L-carnitine ဆိုတာရှိပါတယ်။သူကကျတော့ဗာလဲဆိုတော့ဒီ brain disorder တွေ Alzheimer disease တွေမှာတော့သူ့ကို supplement တစ်ခုအနေနဲ့အသုံးပြုကြအောင် research တွေမှာပြပြထားပါတယ်။နောက်အကြောက်ကအနေနဲ့မှာဆိုဗာလဲဆိုတော့ FDA က သူက IV ထိုးလို့ရတယ်လို့ပြောထားပါတယ် L-carnitine FD approve လုပ်ထားပါတယ် kidney failure သမားတွေမှာဆိုရင်အဲဒီ L-carnitine ကို IV ထိုးလို့ရတယ်ဆိုတာကိုလည်းသူ FD ကဟိုလက်ခံထားတယ်ပေါ့နော် approve လုပ်ထားတယ်နောက်က male infertility ပေါ့နော် ဒီအမျိုးသားတွေပေါ့နော်ဒီမှာမျိုးမအောင်တဲ့ကိစ္စတွေမှာနောက်တစ်ခါကျတော့ spam ကောင်နေတာပေါ့နော်ကျွန်တော်တို့တုတ်ကောင်အရေးအတွက်နေသွားတာတို့ပါလို့ဆိုရင်လေဒီ algorithm ကိုအသုံးပြုတဲ့အဲဒီခါလေးကျရင်ကျွန်တော်တို့ fertile fort တို့ပါလို့လိုမျိုးအားစေးတွေပါတွေမှာဆိုရင်လေ algorithm ပါတယ်ဆိုတာကိုမိတ်ဆွေတို့တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခါကျတော့တခြားဘာအတွက်အသုံးပြုလို့ရသေးလဲဆိုတော့ဒီဘာတွေအတွက်လဲကောင်းလဲဆိုတော့ဒီ peripheral vascular disease ဆိုတာဒီသွေးကြောနဲ့ပတ်သက်တဲ့ယောဂါတွေ မောပန်းနွမ်းနဲ့ကင်ဆာကြောင့်မောပန်းနွမ်းနေတဲ့ကိစ္စတွေ type 2 diabetes ပေါ့နော် type 2 diabetes စီးကျိုပေါ့နော်စီးကျို type 2တွေမှာလည်းဒီလိုမျိုးဒီ L-carnitine ကအကျိုးရှိတယ်လို့သူပြောထားတယ်ဒါပေမဲ့ research တွေကတော့ ongoing research တွေပဲလုပ်နေတဲ့အတွက်ကြောင့်တော့ဟို evidence ကတော့မပြည့်သေးဘူးဒါပေမဲ့သူအကျိုးရှိတယ်လို့တော့ပြောထားပါတယ်အဲ့လိုဆိုတော့သူကအကောင်းကျိုးရှိတယ်ဆိုးကျိုးတွေကဘာရှိမလဲဆိုတော့ကျွန်တော်လည်းလိုက်ကြည့်လိုက်အောင်ဆိုးကျိုးတွေကဘာရှိလဲဆိုတော့ generally ရေပူရပြောရမယ်ဆိုသူဒီ NDA အကင်းပါတယ်ဘာဖြစ်လဲဆိုတော့ဟိုဒီသူ့ရဲ့ research area ဆိုသူ long term ပေါ့ longitudinal study လုပ်ထားတာက အဲ12လအထိလောက်ထားတယ်ဘာအဲ့လိုမျိုး12လအထိ long duration study ပေါ့နော် long term study လောက်ထားတဲ့အချိန်မှာဘာမှအခက်အခဲမရှိဘူးဘာမှ side effect မရှိကြအောင်တွေးရတယ်အဲ့လိုဆိုတော့ဘယ်လိုမျိုး side effect လဲဆိုတော့ side effect တိတိမမွားလေးတွေဖြစ်တတ်တယ်ဆေးဝါးတွေနဲ့ပတ်သက်တဲ့ side effect တွေပေါ့နော်ဘယ်လိုမျိုးဟိုင်လဲဆိုတော့ဒီ bite out နာတို့အစာအစာမကြည်တလို့ဖြစ်တာတို့ပြီးတော့ heart burn ဆိုတာအစာမကြည်ရတဲ့အကြောင်းဒီအစာအိမ်ကနေ acid တွေထွက်တဲ့အတွက်ကြောင့်ဒီယင်းယင်းပူတလို့ပေါ့နော်ယင်းပူတလို့ဖြစ်တာရှိရတချို့မတည့်တဲ့တွေမှာ one shot တာဖြစ်တယ် ဟို one shot ဖြစ်တတ်တယ်ပြီးတော့မအီမတာဖြစ်တတ်တယ်ပြို့ရအန်နာဖြစ်တတ်တယ်ဒါကပုံမှန်ဆိုရင်ကျွန်တော်တို့ချွတ်စီးဝိုင်းနဲ့တွေ့ရတဲ့ side effect တိတိမမွားလေးတွေရှိတတ်ပါတယ်ဒါလူတိုင်းတော့မဖြစ်ဘူးတချို့လူတွေမှာဖြစ်တတ်တယ်နောက်တစ်ခါကျတော့ဒီ alkanidine ကဆွန့်ထုတ်လိုက်တဲ့ by product တစ်ခုကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ကဒီချွေးတို့သွေးတို့အချွေးတို့အသက်ရှူလိုက်တဲ့လေတို့ဟိုကျွန်တော်တို့ဒီစီးသွားလိုက်တာတို့မှာဆိုတော့ ငါးညီနဲ့လေးနည်းနည်းလေးရတတ်တယ်အဲ့ဒါကတော့တကယ်ဖြစ်ပါတယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်လည်း garnitin တောက်ဖူပါတယ်တတော်ကြကြတောက်ဖူပါတယ်အဲ့လိုဆိုကျွန်တော်အရင်က weight များတယ်ဘာလို့ weight ချတဲ့အချိန်မှာကျွန်တော် garnitin တွဲပြီးတော့ဟိုချတာဆိုတော့လေအဲ့မှာငါးညီနဲ့ဒါပေမဲ့အရန်တော့မစိုးပါဘူးဟိုလူတွေထွက်ပြေးရလောက်တဲ့ဒီအနံ့တော့မဟုတ်ဘူးဒါပေမဲ့စီးသွားရင်ပိုသိတာတယ်အဲ့လိုငါးညီနဲ့လိုဟာမျိုးလေးသူရဲ့ by product ကြောင့်မလို့ပေါ့နော်ရုပ်ပြဆင်းပြတော့မဖြစ်ဘူး ိုမိတ်ဆွေအနေနဲ့ဥပမာပြောရိုးအောင်နေပါတဲ့ချာတုံးနေရေမွေးပါတဲ့ချာတုံးနေဆိုရင်တော့အဲ့အနံ့ကိုဖုံးသွားလိမ့်မယ်ဘာမှစိတ်ပူကြမလို့ပေါ့နော်။ဒါဆိုကျွန်တော် grind နဲ့တုံးမှုတဲ့အတွက်ကြောင့်ပေါ့နော်။နောက်တစ်ခါကျတော့ရှားပါတဲ့ side effect ကကျတော့ကျွန်တော်တို့တက်တာပေါ့နော် convulsion နဲ့ seizure တွေဖြစ်တယ်။တက်တဲ့ဟာပေါ့နော်။ဒါကတော့မိတ်ဆွေကဟိုကိုကိုတိုင်းဟိုဆေးရုံဝင်တဲ့ချာတိုင်းမှာကို့မှာအရင်တော့တက်တဲ့တဲ့ယောဂါတွေခုနပြော convulsion ရှိရဆိုရင်ပေါ့နော်။ နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလူတွေရှောင်းအောင်လဲဆိုတော့ဘယ်လိုမျိုးပုံစံဘယ်လိုမျိုး alkanidine တွေကိုရှောင်းအောင်လဲဆိုတော့ D carnitine တို့ D alkanidine တို့အဲ့လိုမျိုးအမျိုးအစားတွေကိုတော့ရှောင်းဖို့လိုအပ်ပါတယ်အဲ့လိုဆိုကို့မှာတခြားယောဂအခန်းရှိတယ်ဆိုရင်ကျွန်တော်တို့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှ alkanidine တောက်ဖို့လိုအပ်ပါတယ်။ဘာလို့ဆိုကိုကအဲ့ယောဂအတွက်ဆေးတောက်တဲ့ဆေးရယ် alkanidine နဲ့ဟိုဓာတ်ပြူပြီးတော့မိတ်ဆွေတို့အန်ဒီရဖြစ်မှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်။ဒါလေးတေချာလေ့လာဖို့လိုအပ်ပါတယ်။အဲ့လို့ဆိုကျွန်တော် health care advice ပေးတာတော့မဟုတ်ကျွန်တော်ကျွန်တော် ခြုံခဲ့ရတဲ့အဖြစ်ပြက်ရေဒီဆေးရဲ့အကောင်းကျိုးဆိုးကျိုးတွေကိုကျွန်တော်ဒီတိုင်းဖော်ပြတာဖြစ်ပါတယ်ဗောနော်ဆိုတောက်တယ်ဆိုရင်ကိုကိုရိုင်းကိုကိုကကိုတေချာလေးလေးလာပြီးတော့ research တေချာလုပ်ပါကိုတောက်တဲ့ဆေးနဲ့တက်မတက်ဆိုတာတေချာလုပ်ပြီးတော့ကိုနဲ့မတက်ဘူးဆိုမတောက်တာပူကောင်းပါတယ်နောက်တစ်ခါကျတော့ dosage ပေါ့နော်အဲ့လိုဆိုတော့ဟိုကိုသုံးမဲ့အခြေအနေပေါ်မူတည်ပြီးကိုဘာအတွက်သုံးမလဲပူမူတည်ပြီးတော့သူက dosage ကြီးအကွဲပါတယ်ဘယ်လောက်ထိဘယ်လိုတောက်လို့ရလဲဆိုတော့တရက်ကိုကျွန်တော်တို့1 to 4 gram တောက်လို့ရတယ် ပုံမှန်ဆိုကျွန်တော်တောက်တဲ့ life extension က elganidine က500 mg လာတယ်500 mg ဆိုတာနှလုံးတောက်မှာ1 gram လောက်ရအောင်မယ်ဒါပေမဲ့ तू ကပြောတာကဘာလဲဆိုတော့တရက်ကို1 to 4 gram တောက်လို့ရတယ်ဟို safe safety ပေါ့နော် safety safety dose အနေနဲ့1 to 4 gram ဆိုတော့ဟိုကျွန်တော်တို့ဝယ်တဲ့ life extension နဲ့ဆိုတော့ तू ရှစ်လုံးလောက်ထိတောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်နှစ်လုံးမဲ့တောက်တယ်မနက်တစ်လုံးညတစ်လုံးမဲ့တောက်တယ်အဲ့လို့ဆို1 gram ပဲကျွန်တော်တောက်တယ်ဒါပေမဲ့ကျွန်တော် long term တောက်တာဆိုတော့လေဟိုလို့ ဒါပေမဲ့ creatine လို့မျိုးတော့ the loading တော့လုံးเสียမလို့ဘူးပေါ့နော်လုံးเสียမလို့သူတို့ပုံမှန်အတိုင်းလေးပဲတောက်ဖို့လိုပါတန်ဆေးလုံပေးပေါ့ဗျာကျွန်တော်တို့အများကြီးတောက်တော့လဲဘာလုံးမှာလဲပေါ့နော်အဲ့လိုဆိုဒါပေမဲ့သူကတော့ safety recommended value ကတော့1 to 4 gram လို့ရေးထားပါတယ်ဒါကိုတနည်းတောက်တဲ့မှာ3-4ချိန်ခွဲပြီးတောက်အောင်ပါမယ်တစ်ချိန်ထဲမှာအကုန်အပြုံလိုက်ကြည့်မတောက်သင့်ပါဘူးနောက်တစ်ခုကကြ absorption ကကြတော့သောက်ယူမှုအားကြတော့ ဟိုဒီအစားတောက်တွေမှာဆိုရင်အဟိုအစားတောက်တွေမှာပါတဲ့ L-carnitine ကိုတော့စုပ်ယူဖို့ကနည်းနည်းခက်တယ်လို့လည်း research တွေမှာရေးထားတယ်။အဲ့လိုဆိုတော့ supplement ကနေပါတဲ့ L-carnitine ကြတော့ကျွန်တော်တို့ bioavailability ပိုများတဲ့အတွက်ကြောင့်ပိုပြီးစုပ်ယူမှုအားပိုကောင်းတယ်လို့ပြောခုနကပြင်အသားကြီး၅ကြီးတွေရရတဲ့ L-carnitine ထက်ဆိုင်ကျွန်တော် supplement တွေကနေကောင်းတဲ့ supplement တွေရရ L-carnitine ကတော့နည်းနည်းပိုပြီး bioavailability ပိုများတယ်ဆိုတော့တွေ့ရပါတယ်။နောက်တစ်ခါကြတော့ အဘလိုမျိုးလူတွေမှာဘလိုပူကောင်းလဲဆိုတော့ကိုကအစားစားရတယ်ကျွန်တော်မြန်မာနိုင်ငံနဲ့ဆိုပိုးတင်တော်တယ်ဥပမာဂစီတဲ့များတဲ့ဟာစားလိုက်တယ်ပေါ့ဥပမာထမင်းတွေရောဟင်းတွေရောအာလူးဟင်းနဲ့အာလူးဟင်းအနှစ်တွေရောအာလူးတွေရောထမင်းတွေအဲ့လိုမျိုးဆိုကာဘိုဟိုက်ဒရိတ်အားများအဲ့လိုမျိုးဟင်းတွေစားပြီဆိုရင်အဲ့ဒါစားပြီးတာ ਨੇ အစားအဲ့လိုစားပြီးတာ ਨੇ အဲကာနဒင်းတွဲတောက်လိုက်ပြီဆိုအဲ့မှာရှိတဲ့ fatty acid တွေသူကယူသုံးပေးပြီးတော့ကိုယ်ခန္ဓာကိုယ်ရဲ့ဒီ metabolism အတွက်အသုံးပြုပေးလိုက်တဲ့အတွက်ကြောင့် ဟိုတကာဘိုဟိုက်ဒရိတ်တွေစား heavy carbohydrate meals တွေတွဲစားတဲ့အချိန်ကျရင်လေဟိုသူအသုံးဝင်နေဆိုတဲ့အကြောင်း research တွေမှာရေးပြထားပါတယ်အဲ့လိုဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ဟိုဘယ်လိုပြောမလဲညီကောင်းချောချင်တာကကြတော့ဟိုမိတ်ဆွေတို့ဝယ်မယ်ဆိုရင်လေကျွန်တော်ကတော့ life extension ကနေဝယ်ရယ် life life extension ကကြတော့ဟိုနာမည်ရှိတဲ့ company တခုဖြစ်တယ်ဗောနော်အဲ့လိုဆိုတော့ sponsor by လည်းဘာမှမရှိပါဘူးကျွန်တော် affiliation လည်းဘာမှမရှိဘူး ဒါမဲ့ဟိုကျွန်တော်အဲ့ဒါသုံးတယ်ပေါ့နော်ဟိုကိုယ့်ကိုအပြင်မှာဝယ်မယ်ဆိုရင်လည်းတေချာလေးလေးလာပြီးတော့တကယ် quality ကောင်းတဲ့ဟို brand ဝယ်ပေါ့နော်ဘယ်လိုမျိုးအယောင်အယောင်လှလှတွေနဲ့ကိုယ်ဆွဲဆောင်ထားတဲ့ဟိုဟာဟိုဘူးတွေဝယ်တာထက်ဆိုင်တေချာနောက်မှ background check လုပ်ပြီး research တေချာလုပ်ပြီးတော့မှအဲ့အဲ့စေဝါတကယ်ကောင်းတယ်ဆိုတော့မှဟိုဝယ်ပါအဲ့ချိန်ကျလည်းကိုယ်ဈေးများတဲ့နေတဲ့ကြည့်ရထက်ဆိုင်ဒီဆေးရဲ့ authenticity ကိုတေချာစစ်ဆေးပြီးမှဝယ်တာပိုကောင်းပါတယ် လို့ဆိုတော့ဒီဗီဒီယိုလည်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်အဲ့လို့ဆိုတော့တခြားမေးချင်တဲ့မိကွန်းရှိရင်လည်း comment မှာမေးလို့ရပါတယ်ကျွန်တော်ဒီဟိုနောက်ဆုံးပြောချင်တာကကျွန်တော် body builder မဟုတ်တဲ့အတွက်ကြောင့်တော့ကျွန်တော် body building perspective ကနေနဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ဒီလိုမျိုးကျန်းမာရေး perspective ကပဲပြောတာဖြစ်တဲ့အတွက်ကြောင့်တော့ဟိုအင်္ဂစားသမားတွေအနေနဲ့ကတော့ဟိုဟိုသူတို့ကတော့ဒီ body building ဘက်ကနေအဓိက ပြောတာဆိုတော့လေ ်ဟိုနှစ်ဦးနှစ်ဖက်လုံးပေါ့ကျွန်တော်လည်းလေးစားပါရယ်ပေါ့နော် body building community တခုလုံးလည်းအဲ့လိုဆိုတော့လိုအပ်တာရှင်လည်း comment section မှာမေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်